ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် reaction လေးကတော့ကိုပိုလီကိုနိုင်ငံတို့ရဲ့ reaction လေးဖြစ်တယ်အဲဒီတော့နားဆင်ကြရအောင်နော်မြန်မာနိုင်ငံရဲ့ပြည်တွင်းအရေးမှတင်ဒေါ်လာရေးတက်တွေကိုမနိုင်ပဲအလဲလဲအကွက်ကွက်ဖြစ်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ကထိုင်ဝမ်နဲ့တရုတ်နှစ်နိုင်ငံဒင်းမာမှုအရေးကိစ္စကိုပါဝင်ရောက်ဆွတ်ဖက်ပြီးတော့တရုတ်နိုင်ငံဘက်ကရက်တီတယ်ဆိုပြီးတော့ပါထုတ်ပြန်ပြောဆိုနေပြန်တဲ့အပြင်တရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခိုက်ရင် ထိုင်ဝမ်ဘက်ကနေစည်ရေးအရပါဝင်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုလည်းမြန်မာစစ်တပ်ဘက်ကမထောက်ခံဘူးဆိုပြီးတော့ပါအကြံဖတ်ဇော်မင်းထွန်းကတတိထုတ်ပြန်ပြောဆိုနေပြန်ပါလေဒါကတော့နိုဝင်ဘာလ9ရက်နေ့ကစပြီးဂျပန်ဝန်ကြီးချုပ်တက္ကအစ်ချီကတရုတ်နိုင်ငံအနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်လာရင်တော့ဂျပန်နိုင်ငံရဲ့ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေအဖြစ်သတ်မှတ်မယ်ဆိုပြီးထိုင်ဝမ်ဘက်ကနေစည်ရေးအရပါဝင်မယ်ဆိုတဲ့သဘောမျိုးကိုဂျပန်ပါလီမန်မှာပြောကြားလိုက်ပါတယ်အဲ့ဒီအတော့ တရုတ်နိုင်ငံဘက်ကလည်းအဲ့ဒီလိုဂျပန်ဝန်ကြီးချုပ်ပြောဆိုမှုကိုပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ပြီးတရုတ်ကောင်စစ်ဝင်ဆိုရင်အဲ့ဒီလိုပြောဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ခေါင်းကိုဖျက်ပစ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်ရာစကားမျိုးကိုပါသူ့ရဲ့လူမှုကွန်ရက်ကနေစစ်ပြန်လည်တုံ့ပြန်မှုတွေနဲ့ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံအကြားထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့နှစ်နိုင်ငံတင်းမာမှုတွေစတင်ဖြစ်ပွားခဲ့တာပါအဲ့ဒီလိုအင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံရဲ့ပြည်တွင်းအရေးမှာတည်း ဒေါ်လာရင်းတွေကိုမနိုင်မဲ့အလဲလဲအကွဲကွဲဖြစ်နေတဲ့အကြမ်းဖက်မဲအွန်လိုင်းခေါင်းဆောင်တွေမြန်မာစစ်တပ်ကထိုင်ဝမ်နဲ့တရုတ်နှစ်နိုင်ငံတင်းမာမှုအရေးကိစ္စကိုပါခတ်တီတီနဲ့ဝင်ရောက်ဆွတ်ဖက်နေပြီးတရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ထိုင်ဝမ်ဘက်ကနေစီးရေးရပါဝင်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုမြန်မာစစ်တပ်ကမထောက်ခံဘူးဆိုတဲ့အကြောင်းနဲ့တရုတ်နိုင်ငံဘက်ကနေမြန်မာစစ်တပ်ကရက်တီတယ်ဆိုပြီးတော့ပါမြန်မာစစ်တပ်ရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မင်းတွန်းကထုတ်ပြန်ပြောဆိုနေပြန်တာပါဒါပြင် အဲ့ဒီအကျန့်ဖတ်ဇွန်မင်းထွန်းကသူတို့ဟာတရုတ်နိုင်ငံနဲ့အိန္ဒိယမိတ်ဆွေကောင်းဖြစ်တိဆောက်နေတဲ့အကြောင်းနဲ့တရုတ်မြန်မာနိုင်ငံအနေနဲ့အေဒူပူမြနိုင်ငံတွေဖြစ်အောင်တိဆောက်နေတဲ့အတွက်မြန်မာစစ်တပ်ကတရုတ်နိုင်ငံဘက်ကပဲယက်တီတယ်ဆိုပြီးတော့ပြောဆိုနေပြန်တာပါလောလောဆယ်တော့အဲ့ဒီလိုကမ္ဘာအင်အားကြီးနိုင်ငံတွေကြားစစ်ရေးရာတင်းမာမှုတွေပါဖြစ်နေတဲ့အရေးကိစ္စတွေကိုတွားပြီးဝင်ရောက်စွပ်ပြောဆိုနေတဲ့မဲအွန်လိုင်းခေါင်းဆောင်ရောင်မြန်မာစစ်တပ်ဟာ သူ့ဟာသူတော်ပြည်တွင်းကတော်လိုင်းတပ်တွေကိုမနိုင်မဲအလဲလဲအကွဲကွဲတွေဖြစ်ပြီးမြို့တွေနဲ့နေမြေအများအပြားကိုလက်ရှိအချိန်ထိလက်လွတ်ထားရတဲ့အခြေအနေဖြစ်နေတာကိုခက်တီတီနဲ့တရုတ်ထိုင်ဝမ်အရေးပါတွားရောက်ဆွတ်ဖက်ပြီးတော့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုမြန်မာစစ်တပ်ကမထောက်ခံဘူးဆိုတာတွေပါတွားပြောပြီးတရုတ်နိုင်ငံဘက်ကယက်တီတယ်ဆိုတာမြို့တွေအထိတွားပြောနေပြန်တာပဲဖြစ်ပါတယ်လက်ရှိမှာတော့တရုတ်နဲ့ဂျပန်နှစ်နိုင်ငံအကြားတင်းမာမှုတွေဟာအရှိန်မြင့်တက်နေပြီးကုန်သွယ်ရေးခီးတွာလာရေး စီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍတွေမှာပါဆက်ဆံရေးပြတ်တောက်မှုများစွာနဲ့နှစ်ဖက်အတင်းမှဆုံးအခြေအနေကိုရောက်ရှိနေပါတယ်ခင်ဗျဒါကတော့နိုဝင်ဘာလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်မျိုးနဲ့အတွင်းမှာရှိတဲ့ကွင်းကြီးကျေးရွာအုပ်စုမှာအချင်းဖက်စစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲအတွက်မဲပေးစနစ်တရုတ်ပြဖို့ဆိုပြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးစမ်းလွင်ကိုစစ်တပ်ကလူစုခိုင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုလူစုခိုင်းတာကို အုတ်ချုပ်ရည်မှုစန်းတွင်ကလူစုမပေးနိုင်လို့ဆိုပြီးစစ်တပ်ကထုခြေလွှာအရင် တင်ခိုင်းနေတယ်လို့ထုခြေလွှာမတင်ရင်ဖမ်းဆီးအရေးယူဖို့အထိလှုပ်ဆောင်နေပြီးအဲ့ဒီအုတ်ကြီးကတော့လောလောဆယ်တင်းရှောင်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီအတွက်ဂျန်နဲ့ခြေရွာအုတ်ချုပ်ရည်မှုတွေလည်းစစ်တပ်ကခိုင်းတယ်လို့ရွေးကောက်ပွဲအတူကြီးအတွက်မဲပစ်စနစ်တရုတ်ပြဖို့လူမစုနိုင်ရင်သူတို့လည်းအဲ့ဒီလိုအရေးယူခံရမှာကိုကြောက်လန့်နေကြတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်။လက်ရှိအချက်ဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာ တနိုင်ငံလုံးကိုလွှမ်းချုပ်နိုင်မှုမရှိုံနဲ့မကလက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လှန်ရေးတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေတယ်လို့အဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်နဲ့နယ်မြေတချို့မှာသာအတူရောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းအကျပ်ပြုလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးအခုလို့သူတို့စစ်တပ်ကိုထောက်ခံမှုမရှိတဲ့ပြည်သူတွေကိုပါအတင်းအကျပ်မဲပေးခိုင်းတာတွေလူစုခိုင်းတာတွေလုပ်နေရမှာသူတို့ပြောသလိုလူစုခိုင်းလို့မရတဲ့အုတ်ချုပ်ရေးမှုတွေကိုပါ သူတို့စစ်တဲ့ဘတ်တော်သားအချင်းချင်းပဲအခုလိုအေးအေးယူဖန်ဆီးဖို့အတီလုံနေပြန်လာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာလေအမျိုးသားညီအစိုးရ NGO ရဲ့ရန်ကုန်တိုင်းပကဖတပ်ဖွဲ့1ကိုစစ်ရေးတာဝန်အရ PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီလို့အဲ့ဒီအဖွဲ့ကထုတ်ပြန်လာပါတယ်လက်ရှိမှာတော့မြန်မာနိုင်ငံတော် NGO PDF တပ်တွေအပါအဝင်တော်လှန်ရေးတပ်တွေအသီးသီးဟာအကြမ်းဖက်စစ်တပ်နဲ့ဒေသအသီးသီးမှာစစ်ရေးတင်းမာမှုတွေရှိနေတဲ့အချိန်အခုလို NGO လက်အောက်ကတပ်တွေဟာလဲစစ်ရေးအရပြောင်းလဲဖွဲ့စည်းမှုတွေလုပ်လာတာပါ အဲ့ဒီအထက်မှာအခုလို MG ရဲ့ရန်ကုန်တိုင်းပကပတပ်ဖွဲ့တစ်ကိုစီရေးအရာ PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပြီး PDF အထူးတိုင်းစစ်ဌာနရဲ့ကုကဲမှုနဲ့တာဝန်တွေစတင်ထမ်းဆောင်နေပြီလို့လဲအဲ့ဒီအဖွဲ့ကဆိုထားပါတယ်အဲ့ဒီ MG ရဲ့ရန်ကုန်တိုင်းပကပတပ်ဖွဲ့တစ်ဟာတိုင်းသားမဟာမိတ်တပ်တွေတော်လိုင်းအင်အားစုတွေနဲ့အတူတိုက်ပွဲပေါင်းများစွာကိုပူးပေါင်းတိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်တပ်ရဲ့ခမရ9ခု8တရင်ဌာနချုပ်ကိုတိမ့်ပိုက်တဲ့တိုက်ပွဲမှာလဲပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တစ်ခုဖြစ်တယ်လို့သိရပြီး အခုတခါအဲ့ဒီတပ်ဖွဲ့ကို PDF တရင်အဖြစ်ပါထပ်ဆင့်ပြောင်းလဲဖွင့်စည်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအမျိုးသားညီညွတ်အစိုးရ NG ဟာပြီးခဲ့တဲ့ဩဂုတ်လအတွင်းကပဲကာကွယ်ရေးဝန်ကြီးဌာန MOD အမှတ်၁စစ်ဒေသမှာတရင်တပ်ဖွဲ့တွေဒီမှာအထူးတိုက်စစ်ဌာနကိုပါဖွင့်စည်းခဲ့ပြီးတိုင်းသာမဟာမိတ်တပ်တွေ LPDF တပ်တွေနဲ့အတူစစ်စင်ရေးအရှိန်ဟုန်မြင့်ဖော်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ကြေညာထားခဲ့ပါသေးတယ်ခင်ဗျ။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲ ်ဂျက်ဖစ်စတက်ရဲ့ဖရူဆိုမြို့ခမရ931တရင်ကစစ်သားတဦးဟာရှေ့တန်းကိုအပုတ်ခံရလို့ဆိုပြီးဒေါ်လာရင်တက်တွေ့စီကိုသူကန်ဆောင်နဲ့လက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်သားဟာနောက်တန်းတရင်တဲကနေသူ့ကိုရှေ့တန်းထွက်တဲ့စစ်ကြောင်းတဲကိုထည့်လိုက်တဲ့အတွက်ဖရူဆိုဘက်ကနေဘောလကဲဘက်ကိုထိုးဆင်းလာနေတဲ့စစ်ကြောင်းတဲမှာလိုက်ပါလာရပြီး အဲ့ဒီစစ်ကြောင်းတွေကနေရှေ့တန်းတနည်းအရောက်မှာအခွင့်အရေးရတာနဲ့ဒေါ်လာရင်းတက်တွေစီကိုထွက်ပြေးလာတာဖြစ်တယ်လို့ပြောထားပါတယ်။လောလောဆယ်တော့သူ့ကိုဒေါ်လာရင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေချင်းမြင့်ဖို့ CDM ဌာနကိုပို့ဆောင်ပေးထားတယ်လို့လည်း Guinea Army BA5 တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။အော်ပြီးခဲ့ပြီကျွန်တော်ဝင်းရတာပါခင်ဗျာဝင်းဝင်းရတာပါကိုတိုင်းမီကိုပြန်လဲထူထောင်ပြီးတော့ကြီးပွားချမ်းသာအောင်လုပ်ပေးနိုင်တဲ့ ပါတီလို့ကျွန်တော်ခေါင်းထဲမှာတွေးပြီးတော့ဗောနော်ကျွန်တော်ဖြစ်ပြက်နေတဲ့ဟာဒီဟုခဝါချပြီးတော့တိုင်းပြည်ရောသူများနိုင်ငံနဲ့ပုံမတိုးတက်အောင်လုပ်ပေးနိုင်တဲ့ပါတီတို့ဟာကျွန်တော်ဘုန်းတော်ကဆုံးဖြတ်ပြီးတော့ကျွန်တော်လာဝင်းရံလာဘယ်လောက်ကြီးပေါ်ကောင်းလဲ ဟမ်ဒီကရောပါတယ်ဟိုသူဝင်ရတာကတော့သူများနိုင်ငံတော်တိုးတက်အောင်လုပ်ပေးမယ်ဆိုတော့ဒီမဲလိုကြီးရသေးတာကျွန်တော်ဆွဲပြီတော့ဒီမဲလိုကဒီ NLD ပါတီဘဲဆွဲတော့ဟာလေအင်တာဗျူးမှာဒီကောင်အဲ့လိုပဲဖြေခဲ့တယ်တပုံစံလေးပဲနော်ဘာလို့လဲဆိုဒီကောင်ဒီအုံနောက်ကဘဲပါတီတက်မလဲဘဲပါတီကိုကတ်ကမလဲဘဲအစိုးရတက်မလဲဘဲအစိုးရကိုကတ်ကမလဲဆိုတော့အုံနောက်ပဲရှိတယ်ကြံတာဘာမှမရှိနော်ဘာလို့လဲဆိုတော့ ဘာလို့တထထဲကြလဲဆိုတော့အဲ့ဒီကျွန်တော်တို့အဲဒီကိုဗစ်ကာလမှာကျွန်တော်တို့2020ဒီအောင်တိုင်းရေးတော့ကျွန်တော်တို့ဒီ online ပဲလုပ်ကြတာ哦လက်လောက်ကတော့အဲကျွန်တော်ကိုယ်တိုင် interview တာကျွန်တော်ကိုယ်တိုင် interview တာသူပါလဲဒီတိုင်းပဲဖြေပြတဘုံတွေပဲကျွန်တော်မှတ်မိမှတ်မိတော့ကျွန်တော်အဲ့ video file เนี่ยကျွန်တော်မှာမရှိတော့လို့ဗျာเนาะမရှိတော့လို့ဆိုတာအဲကျွန်တော်အရင်ပြတ်သွားတဲ့ account ထဲမှာသူတို့ NRD ဝတ်စုံနေအာအာပပနေနေပြောထားတာဒီတဘုံကြီးတဘုံကြီးလူရှင်တော်ကြီးတဘုံကြီးเนาะတဘုံကြီးပဲ အဲ့ဒီပုံလေးရှိရှိသေးတယ်ဟိုဟာလေးဟိုဟာတိန်းထားတဲ့သူများရှိကျွန်တော်ပို့ပေးကြပါဦးဗျာကျွန်တော်မှတကယ်မရှိတော့လို့တကယ်မရှိတော့လို့နော်အဲ့ဒိန်းအောင်လည်းပါတယ်ငင်းငင်းလို့လည်းပါတယ်အကောင်လုံးအကောင်လုံး energy အင်ကြီးတွေနဲ့ energy ဝတ်စုံတွေနဲ့နော်အဲ့တော့ပါလဲ energy အစိုးရလက်ထက်ကိုနော် energy အစိုးရလက်ထက်ဆိုတော့ energy ကောင်းချောက်ပဲသူပြောတာပေါ့ဟုတ်တယ်မလားအခုကြတော့ဒါချက်ဖို့နိုင်မယ်ဆိုတော့လည်းဒီကောင်တွေတီးတဲ့တွေ့ချက်ဖို့ကစစ်တပ်နဲ့ပတ်သက်တာတီးတဲ့တွေ့ဒီကောင်ဒါချက်ဖို့ကိုကတ်တာ မဆန်းပါဘူးရနော်မဟုတ်ကျွန်တော်ရည်ကျင်တာကကျွန်တော်ပထမပြောခဲ့သူအသက်50ပြည့်သူတေးမှာဆိုပြီးသူပြောခဲ့တာနော်အခုကလည်း50ကျော်သွားပြီအခုချိန်ကြီးမတေးနိုင်သေးဘူးနော်အခုချိန်ကြီးအစဲခံနေရတော့မယ်โอเคဆက်နားထောင်ပါဗျာပါတီကလူကြီးတွေပေါ့အင်းဒါဆွမ်းဆောင်ကြီးပေါ့အာဆွမ်းဆောင်ကျွန်တော်တို့ကတော့ကျွန်တော်မမြော်မှတ်ပါဘူး။ဟုတ်ဟုတ်ကျွန်တော်မမြော်။ယနေ့အချိန်ထိလည်းကျွန်တော်တို့နိုင်ငံတော်ကကျွန်တော်တို့ကိုပေးထားတဲ့ဟာယနေ့အချိန်ထိ 2021ကာလနေရေးရချင်းကြီးဘာမှမရဘူးပေါ့မင်းတို့ရဘူးကတော့ဘောကြီးပေးခိုင်းမရောက်နိုင်ဘောကြီးပေးထားလေမင်းတို့မရောက်နိုင်ဘောကြီးကိုတော်တော်မားနေတာလေအဲ့ပေးထားတာပဲလေကွာမင်းအောင်လိုက်ကဘောပေးခိုင်းထားတယ်မင်းတို့မရင်ရှက်ရမားတယ်ဟုတ်လားအဲ့မပေးထားဘူးပေးထားလေကွာอยู่แล้วไม่อยู่อ๋ออยู่แล้วไม่อยู่เว้ยเอามาเยอะกว่าอ่ะนะพวกเราเราก็อืมเป้สมุตตะตะเนี่ยเว้ยเราก็ တိုင်းပြည်ကိုထူထောင်နိုင်အောင်လုပ်နိုင်တဲ့ပါတီကြီးဆိုပြီးတော့တော့ဝဲရတဲ့သဘောပေါ့ဟာ amazing กว่าငါလိုကြတယ်ငါကြီးချင်တာဟိုလေသူများတွေပြောရင်သူများတွေကြားရင်တော့လက်ခံလက်ခံလိုက်မယ်ကျွန်တော်ကျတော့ဒီကောင်းလေးအဲ့စောက်တန်တွတ်လာရင်အဲ့လေတဲ့ခလာကျွန်တော်ကြီးချင်တာဆိုထိုင်ပြီးတော့ကြီးချင်နေတာသိလားဘာလို့ကျွန်တော်ပထမပြောခဲ့ဆို NLD ပါတီတုန်းကလည်းဒီစောက်တကားဒီစောက်အတန်ပဲအခုလည်း တကယ်တကယ်ကြီးရတကယ်ကြီးရဆက်နာတော့ဗျာဟောကျွန်တော်အများကြီးလည်းမြည်ခြင်းဆက်နာတော့ပဲနောက်မှရည်စရာအများကြီးကြံသေးလို့โอเคကျွန်တော်နိုင်ငံရေးနားမလဲဘူးဗျာနိုင်ငံရေးနားမလဲဘူးအာရှင်းရှင်းပြောလို့ဆိုကိုလည်းလူဘောခဏလာလေတာလာလေတဲ့အချိန်မှာကျွန်တော်တို့ရောက်တဲ့နေရာပြောင်းနေတယ်ဟုတ်ကျွန်တော်စိတ်ကြီးစရာပြောလို့ကျွန်တော်မကြိုက်ဘူးဟုတ် ကျွန်တော်လဲသူများတစ်ဖက်တော့စိတ်ညောင်မလုပ်ဘူးကျွန်တော်ခဏတာလာတဲ့လူဘဝကိုပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ပျော်ရွှင်နေခြင်းမင်းအသက်50ကျော်ပြီလေဟုတ်လားခဏတာလာတဲ့လူဘဝခဏတာလာတဲ့အသက်50ကျော်ပြီလေဟမ်လုတ်လေကံအခုကြိမ်ကြီးပေတေးပြီးတော့နေနေတော့ဗောနော်စောက်ရက်တွေလည်းတကွဲမှမရှိဘလောက်စောက်ရက်မရှိလဲဆိုတော့ဒီဖိုးချစ်နဲ့အဲသူနဲ့ဆိုတော်တော်ရင်းနေတယ် ်တယ်ဖိုးချစ်တဲ့သူနဲ့ဆိုတော်တော်ရင်းနေတယ်ဖိုးချစ်ကသူ့ဇက်စင်ပေါ့လုံးဝအတက်မခံတာအကောက်မခံတာအဲ့တော့အခုဘယ်လူကိုသွားပြီးတော့သွားကတ်လဲဆိုအခုဟာအောင်စဘူးအောင်စဘူးအမဲအောင်စဘူးသွားကတ်ပြီးတော့အောင်စဘူးစင်ပေါ်တက်ပြီးတော့စုလီပိုင်သွားချနေအမဲပြောတော့ဟိုဆောက်လို့ဆောက်ကြလည်းမရှိဘူးလေအဲ့ဒီဆောက်ဆန်ဒီဘယ်ရရမလဲမသိသိရအမ်โอเคဆက်နာတော့မယ်ဘောနောကျွန်တော်ပြောပြီးလားအရင်တော့ပဲဘလောက်ပဲခင်ခဲ့ခင်ခဲ့အရင်တော့ဘလောက်ပဲချစ်ခဲ့ချစ်ခဲ့ဓမ္မနဲ့အတ္တမှာ တ္တမဘက်ကပါတဲ့ကောင်မှန်သမျှတော့ပူးလေးကဆဲပြီးသားပဲเนาะပြောပြီးသားအရင်တော့ဘယ်လောက်ချစ်ခဲ့တာကြီးလာမပြောနဲ့เนาะโอเคအမကျွန်တော်ပြောပြောရှင်းရှင်းကျွန်တော်နိုင်ငံသူနိုင်ငံသားတွေလည်းပြောပြောရှင်းရှင်းနေရအောင်လို့ကျွန်တော်ဒီပါတီကိုလာဝင်ရတဲ့သဘောပဲကျွန်တော်တို့အားကိုးရတယ်ဆိုတဲ့ပါတီပေါ့ဗျာအားကြောင့်လာဝင်ရတာပါဒီကံပြုတ်ကိုဝင်ရတာနဲ့ဟိုဟာပေါ့လူတွေအပြောဆိုခံမှမကြောက်ဘူးလားအားဒါတော့ ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုခဏခဏရိုက်ခံတော့လဲထုံနေပြီပေါ့ဗျာဟိုရည်စရာဟိုလူကျွန်တော်ကတွေးမိတာပေါ့အင်းအင်းမဘောလုံးတင်းလူပဲခဏခဏရှုံးကောင်းများတော့ယူးနေပါအမတို့ကသူဆဲတာသူအာကုတဲ့သူလေကျွန်တော်ကဝေကျွေးဆိုတာကျွန်တော်တို့ကဗုဒ္ဓဘာသာကျွန်တော်တို့ကကိုးကွယ်ကြတာလေ ဒီကောင်လေးကိုကြည့်လိုက်တယ်ကြမ်းမပြေးတဲ့ကောင်လေးကြည့်လိုက်ဒီဗုဒ္ဓဝယ်ဆွဲဆွဲထဲတယ်ဒီလားနော်ဗုဒ္ဓဝယ်ဆွဲဆွဲထဲတယ်မင်းတို့စောက်သုံးမကြလို့အစဲခံရတာဟုတ်အဲမင်းတို့အဲ့တော့လက်မခံဟမ်မင်းတို့စောက်ချင်းမကောင်းလို့အစဲခံရတာဟုတ်အဲမင်းတို့လက်တက်မခံဘူးအဲကျွန်တော်ဗုဒ္ဓဘာသာလူမျိုးပဲဟိုဘဝအတိတ်ကြံပါတဲ့အတွက်ဒီဘဝမှာအစဲခံမှာပါဖြစ်တဲ့ညာပဲဗုဒ္ဓပဲမင်းတို့ဆွဲဆွဲထဲနော်တကယ်အန်ဟုတ်ကောင်းတဲ့အုံနှောက်တယ်တကယ်တကယ်တကယ်ဟုတ်ပါ ကျွန်တော်အပူလာပြီးကျွန်တော်အပူမယူတတ်ဘူးဟုတ်ဟုတ်ဟုတ်သူပေးတဲ့အပူတွန့်သူပြန်ယူပေါ့လေဟုတ်ဟုတ်ကျွန်တော်တို့ကတစ်ဖက်သားကိုကျွန်တော်တို့နိုင်နေစင်းနေလဲကျွန်တော်ယနေ့ချိန်ထိကျွန်တော်မလုပ်ဘူးဟုတ်ဟုတ်အမှကျွန်တော်တို့မှန်တဲ့လမ်းကိုကျွန်တော်တို့လျှောက်တာကျွန်တော်တို့ကကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ကိုပိုင်လျှောက်လမ်းခွင့်တော့ရှိတယ်ဟုတ်ဟုတ်ရှိတဲ့အတွက်ကျွန်တော်လွတ်လပ်လပ်ပဲကျွန်တော်လျှောက်တယ်ကိုတိုင်ရတိုင်ရကိုလုပ်တယ်ဒါပဲဟုတ် မင်းတို့မင်းတို့တန်ရတန်ရလဲနော် NLD တို့ကလည်း NLD ကိုတန်လိုက်နော်နော်ဟာမအေလိုကြီးကအာနာသိမ်းသွားတော့လေမအေလိုကြီးကိုတန်လိုက်နော်အာလို့ပဲအခုရွေးကောက်ပွဲနေ့တော့လေကျက်ဖုတ်ကိုတန်လိုက်ပြန်ပြီအစိုးပါမစိုးပါဘာနော်အစိုးဒီကောင်ကတည်းကကျွန်တော်တို့ကိုလေအဲပြောထားတာဟိုကျွန်တော်ကိုပြောထားတာဘာပြောထားလဲဆိုတော့အဲကျွန်တော်တော့တဲ့ဆောက်တော့ကျွန်တော်မွေးနေကျွန်တော်မွေးနေကို အဲဒီရန်ကုန်လူရှင်တော်လေးတယောက်က happy birthday ပါဆရာပိုးဆိုလှမ်းလှုပ်တဲ့ချိန်မှာမင်းကဘာလို့တပုံကိုသွားပြီး happy happy birthday လောက်တာလဲ line မှာလောက်တာလဲဆိုတော့အမေအဲ့ကလေးကိုသူလှမ်းပြီးတော့ဆဲထားတာကြီးတည်ရကျွန်တော်တို့တပုံလို့ပြောထားတဲ့ကောင်ဒီကောင်အမ်ကျွန်တော်နိုင်ငံကိုကျွန်တော်တို့ပြောင်းလဲခြင်းလားအင်းဒီလိုအားလုံးလေပြောင်းလဲခြင်းလားပြောင်းလဲခြင်းနဲ့တိုးတက်စေခြင်းနဲ့ဆိုရင်တော့ရုပ်ောက်ဝဲမှာမဲပြီးမှတော့အဆင်ပြေမယ်ဟာ နော်။အင်း။အန်လော်ဂျီရဲ့လည်းအင်းဟုတ်ပါ့။ဒါပေမဲ့မင်းဖြစ်လို့ဟိုနေမော့။အင်း။အတတ်မချီရဲနဲ့။ဟာ။ဒီလိုရုပ်ောက်ကိုကြီးလုပ်ပြီးဆိုတော့အမေမချီချီဖို့တော့ကောင်းတယ်။ဟာဟာလို့နော်။ဟိုဒီလောက်လမ်းဖွင့်ပေးတာဟုတ်။ လမ်းကောင်းကောင်းကမလျှောက်ဘဲနဲ့စူးစူးပုံကြားတဲ့လျှောက်ရှင်တဲ့လူတွေပေါ့အဲ့ဒီလူတွေအတွက်ကိုကျွန်တော်နိုင်ငံတော်ကြီးကောင်းဖို့အတွက်ကိုဝိုင်းဝန်းကူညီပေးကြပါလို့ကျွန်တော်ပြောကြားချင်ပါတယ်ခင်ဗျာဟောကျွန်တော်တော့2026ပေါ့နော်ကျွန်တော်နိုင်ငံတော်ကြီးတိုးတက်ပြီးတော့သူများနိုင်ငံကိုသူများနိုင်ငံတွေလို့ပေါ့နော်ကျွန်တော်နိုင်ငံနိုင်ငံသားတွေတစ်ဖက်နိုင်ငံသွားပြီးတော့ ထုတ်ကန်စားတော့တဲ့ဘဝနေပြီးတော့ကျွန်တော်နိုင်ငံအတွင်းမှာပဲမိသားစုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ထုတ်ကန်စားတော့နိုင်အောင်ဒီပါတီကစွမ်းဆောင်ပေးပါလို့ကျွန်တော်ပြောကြချင်ပါတယ်နော်ဘလောက်ထိဆောက်ရှက်မရှိတဲ့ဆောက်စကားတွေလဲဆိုရင်နော်မင်းကအုံးဒီကွာနော်ငါအရင်တော့မင်းကအကူလို့ပဲခေါ်ခဲ့တာပဲနော်မင်းတို့ဒိန်းတော်တို့ကအကူခေါ်ခဲ့တယ်။ဟောငိမ့်ငိမ့်လေဦးငိမ့်ငိမ့်လေးလေးငါခေါ်ခဲ့တယ်ဟုတ်လား အခုကျတော့မင်းတို့ကဦးလဲတက်မခေါ်ဘူးအုံးဒီကိုလဲတက်ခေါ်စရာစောက်ကြောင်းလုံးဝမရှိတော့နော်မင်းတို့ကဘာလဲဆိုတော့ဟိုပေါင်ပြေးကက်ဒီပေါင်ပြေးကက်နော်မင်းတို့တာကူးတွေဆိုတာကျွန်တော်တစ်ခါကျရင်ကျွန်တော်ပြောစရာဒီမင်းအောင်လိုင်လေတစ်ခါကျရင်ခြေဥတည်နေဆိုကျွန်တော်တို့ဒီမှာအခုပွဲမှာကျွန်တော်တို့အဖြူမဲတဲကွဲသွားတယ်နော်အဖြူမဲတဲကွဲသွားတယ်ပေါ်ပေါ်တင်တယ်ပေါ်လာတယ်ဗျာနော်ဘဲကောင်လေးဘာကောင်လေးလဲဆိုတာဒါအဆုံးဖြတ်ပဲ နော်အဲတချို့လဲကြည့်ပြီလို့ထင်မယ်ပေါ့ဗျာနော်တချို့လဲကြည့်ပြီလို့ထင်မယ်ဟောကျွန်တော်လည်းအတူကြည့်ပြီးတော့အတူရီလိုက်အောင်ကုလိုက်အောင်ဟာအဟုတ်မလို့ငါထောင်လို့ဆိုကိုကိစ္စနဲ့ကိုရလုံးလိုက်တယ်လက်ငယ်တယ်တော့ဘယ်ကရွေးကောက်ပွဲတွေပါလိဘာမှစိတ်မစောင်းပြက်လေဟုတ်တယ်လေကိုလုံးမှာပုံစားရမှာပါအချိန်ကြီးမရှိတဲ့စကားတွေလည်းထိုင်နားထောင်ပေးနေတယ်တော့အချိန်လည်းမရှိပြက်လေရ ဟုတ်ပါတော့တခါလာလဲရေးကောက်ပဲတခါလာလဲမဲပေးဖို့လဲဘယ်လုံးမှမစမောက်ဒါစိတ်မစားခဲ့တာမဟုတ်ဘူးခုလေလေတတ်တာချောင်းကြီးပြည့်စည်လေးလေအလေကားများရမလားလို့အာစုမှန်တဲ့လာခဲ့ပါလေခုကလေအချိန်ကောင်းမှပဲဖတ်တယ်ဟဲ့လာကွာပြန်ကြောက်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 ဘောတော့ဒီမှာကျွန်တော်ဟိုကလေတခုတတိထားမိလားမသိဘူးနော်အဲဒီစကားတွေပေါ့နော်အခုနောက်ဆုံးပြောသွားတဲ့မိန်းမဆိုလေသူတို့ဘာအလကားရမလားဆိုလာတယ်ဒါကျွန်တော်တို့ အပြည့်သူတွေမှာဒါတကယ်ရှိတော့သူတို့ကဒါမိမောင်းထိုးပြရပါတော့တချို့ကြတော့ရေးသားခုအချောင်လိုက်တယ်ဘယ်ပါတီကဘာပေးမလဲဒီတိုင်းပြည်ဘာဖြစ်ဖြစ်အဲသူတို့အပူမဟုတ်ဘူးအဲသူတို့တွေအဘာလေးရမလဲဘာလေးများအထောက်ပံ့ရမလဲဆိုတာဒါသူဒါမိမောင်းထိုးပြသွားတာပါတော့အာဒီတစ်ချက်အဲနောက်ပြီးတော့အဲမှာပြက်မယ်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 တော့ပြောတယ်တကောင်းကလည်းထားမပြင်ကြဘူး နော်အဲတောင်းတောင်းကြံပြန်ဘာမှလည်းမဟုတ်ဘူးဆိုပြီးတော့တကောင်းကလည်းထမပြန်ကြဘူးနော်နောက်ပြီးတော့ဟာဘဲပါတီဘလူးအုပ်ချုပ်ချုပ်အဲအဲကိုလုံးမကိုစားမယ်ဆိုတဲ့ဇကားတွေလည်းပြန်ပါလာတယ်ပေါ့ဗျာနော်အာโอเคဆက်နားထောင်ပါအားခလေးကြောင်ဗျာဟာအိုင်ကြောင်ဒီမှာရှိနေလူအားလုံးခုလိုပြောနေဆိုတာရေကောက်ဝဲဆိုတာပါလေဘာကြောင့်မဲပေးတဲ့လားမင်းဖြစ်ယူချပေးရဘယ်လောက်ကြီးအရေးပါလဲဆိုတော့မသိကြဘူးဗျာဟာ ဟိုကျွန်တော်ရှင်းပြတော့ကလာလေးနားအောင်ရအေးလှုပ်ဆန်းပါဟုတ်ပါဘယ်လိုအောင်လို့ဆိုဆိုင်ကားကမဆိုင်ကားလေးရမှာလေပြဲလို့ကနေပြဲလို့ရောမယ်အကျိုးရအကျိုးရောမှာလေနော်အဲ့ဒီမြေကဘာလဲဘာမှလာကြည့်လို့မနေလေဦးရောစကားဒီတော့ပဲပါလေဘာလို့လဲဘာမှမဆိုင်မင်းတို့ကဟိုတော်ကီကောင်းကောင်းလေးတွေရှာပြီးတော့ရိုက်ကြပါလားတော်ကီကောင်းကောင်းလေးရှာပြီးတော့လေစူးစမ်းပန်းကရိုက်ကြပါလားရေခက်ကဟာကိုပြန်ပြီးတော့ဘာလို့ပြန်ပြောနေကြတာလဲဟမ်အလိုပဲတကယ်ဆောက်ရှက်မရှိတာလေဆောက်ရှက်မရှိတာလေဟုတ်ပါ ကိုလုံးမကိုစားမှာပါလို့ပြောရတော့ဘဏ္ဍာကရှိတယ်။ပြီးလက်လို့လက်စားသမားတွေကသူ့ပုံဝဲဆိုတာနဲ့ဟိုဘာမှကိုစိတ်ကိုမဝဲစားတာကိုလုံးမကိုစားမှာပြန်ပြန်။ဟုတ်ကဲ့အဲ့အကြောင်းမို့လေလေကျမတို့ကအရင်အရင်ဆုံးတည်းကဘလူဟိုမှစိတ်ဝင်စားလို့ဘာမင်းမှလည်းမပေးခဲ့ဘူး။နဲအဲ့တော့ဘလူဘလူကစိတ်ဝင်စားလို့ဘာမင်းမှလည်းမပေးခဲ့ဘူးဆိုတာဒါဒိန်းတောင်ပြောခဲ့တဲ့စကားနော်အဲ့ဒီဟိုနင်းလေးမှတ်မိရတယ်မှာဒါအင်တာဗျူးလေးကျွန်တော်ဘယ်ပါတီမှ ခုချိန်ကြီးကျွန်တော်မဲမထက်အဲမဲမထက်ပြူဘူးပေါ့ဗျာမဲမပေးဘူးပေါ့နော်သူပြောခဲ့တဲ့စကားအန်ဒါဒီဒိန်းတော်မင်းရိုက်တာလားဘာလဲတော့မသိဘူးပေါ့ဗျာနော်ဟုတ်ကဲ့ဂိုက်တာနာမည်လည်းကျွန်တော်မသိဘူးဒါပေမဲ့ပါတာငိမ့်ညက်ပါတယ်အောင်ခိုင်းပါတယ်ဆိုတော့ဒီဘောမအတိုင်းဝိုင်းပဲပေါ့ဗျာဒီကောင်တွေပဲလှက်ပဲပြီးရိုက်ကြမှာပေါ့ဟုတ်တယ်မလားခုလေလေဘယ်ရုပ်ကပွဲမှာနားမလဲလူ့မှာလည်းမပေးဘူးအဲနားထောင်နေလေအချိန်ကုန်လေပြန်ရမယ်မပြန်ဘူးဟုတ်တယ် ဒါလို့လက်စုပ်လိုက်လိုက်ပြလို့မရဘူးနဲ့ရှာအောင်ရှိတယ်ပြောနေတယ်စကားရယ်ကျွန်တော်တို့နားထောင်ဖို့အချိန်ရှိဘူးကျွန်တော်တို့မှမိသားစုရှိတယ်ဝေဖို့ရှာအောင်မယ်အကုန်ပြမယ်ဗျာခင်ဗျားတို့နားမလဲပဲမလုံလိုက်တဲ့အရာတစ်ခုပါလေခင်ဗျားတို့ကျွန်တော်တို့ရဲ့အနာဂတ်လေနောင်နောင်နောင်သားရဲ့အနာဂတ်လေမိသားစုရဲ့အနာဂတ်လေအားလုံးဆုံးရှုံးမှုခင်ဗျားတို့ဒီအရာမေမေစပတ်လေကိုမေကိုလိုးလေးရဲ့ဒီကောင်တော့တော်ငယ်ပဲထင်ပါတယ်ဒီကောင်ဗာမင်းသားလဲတော့ကျွန်တော်လည်းမသိဘူးဒီကောင်ရုပ်ကတော့မင်းသားလားဒီပါတီကောင်လားတော့မသိဘူး နော်ဘသူဒီတိုင်းပြည်ရဲ့အခွင့်အရေးတွေဆုံးရှုံးအောင်ဘယ်မအေးလို့လုပ်ခဲ့တာမင်းမသိဘူးလားဟမ်မင်းတို့စောက်ရှက်မရှိဘဲနဲ့ဒီလိုစောက်စက်ကားတွေရှောက်ရိုက်ပြည်သူတွေမင်းတို့ဂျင်းထဲလို့မရတော့ဘူးနော်ပြည်သူတွေဘယ်ပြည်သူမှမနှုံတော့မအားတော့ဘူးသိလားနော်မအေးမျိုးလို့မအေးမျိုးလို့လေးမအေးလို့မျိုးလေးဟာလို့မဆဲကျင်တော့အားကြီးတော့ပြီးအောင်ပြီးတော့လို့မသားမျိုးစောက်ရှက်မရှိတာကွာ ကျွန်တော်ရှင်းပြတာကိုအရေးဆုံးနားထောင်ပြီးတော့လက်ခံလေးမခံလေးဆင်းတော့ဟောပြန်မနေပြောတရားမှလည်းမထားကြအောင်ကဲပါဗျာအင်းလာပြီလာပြီခင်ဗျားတို့လည်းရောက်ပြီးမှမထူးပါဘူးဘောကြီးစားမှတော့သူရှင်းပြတာလေးကိုတေချာနားထောင်ကြည့်ကြပါဦးအင်းနော်အင်းပြည့်ပြန်ချောက်အင်းခင်ဗျားတို့ရွေးကောက်ပွဲဆိုတော့ဟာလေတိတ်တာအင်းရွေးကောက်ပွဲမင်းပြန်ကြမှာလေလူမသားလေးမျိုးလေးအင်းရွေးကောက်ပွဲဆိုတာအင်းတိတုဆန္ဒမဲနဲ့အစိုးရပြက်ကို ချုပ်ချက်အားနဲ့ကန်နေလိုက်တာပဲ။ဟာ။ခင်ဗျားတို့ဝင်မပေးဖို့ဆုံးဖြတ်လိုက်တာ။အင်း။ဥရဲ့နိုင်ငံသားရဲ့အခွင့်အရေးကိုတိတိကျကျအတုံးမချလိုက်တာပဲ။ဟာ။ကိုရနေတဲ့ဒီလက်မှတ်ကိုဆုံးဖြတ်လိုက်တာနဲ့အတူတူပဲ။ဒီစကားပြောဒီစကားလေး။အဲ့မင်းဒီမှာကြီးရအပေါက်တက်ဒီလက်မှတ်ကြီးပြင်းနေ။ဘာသွားတော့လို့ရမှာလဲ။ဆုံးလဲပြီးတော့မီးရှုပ်လိုက်ပွေးစီတာပေါ့။ဟုတ်တယ်။အဲ့ညဉ့်ညံမမှန်လေအားကြောင့်။မသိနိုင်လို့လား။ဟမ်။ကျွန်တော်တို့ခင်ဗျားတို့ပြောရတယ်ပြီးပြည့်စုံတဲ့ပွားတွေပြောင်းလဲသွားနိုင်မယ်ဆိုတော့ချစ်ခုဖြစ်နိုင်တယ်။ဟာ။ ဒီရေကောက်ဘွယ်ကနေကျွန်တော်တို့ခင်ဗျားတို့ရဲ့ဘွယ်လေအများကြီးပြောင်းလဲသွားတယ်လေအဲမပြောင်းလဲမင်းဖင်ကလိုးရမှာငါလိုးမှသာပြီဟမ်ဟုတ်ပြီမင်းဒီရေကောက်ဘွယ်ပြီးသွားလို့တိုင်းပြီးဘာမှမပြောင်းလဲသွားမင်းဖင်ကချာကတော့နော်ကတော့ကတော့ဆိုမင်းတို့တောင်းမှန်တာဘွနော်ငါ channel မှာကြည့်ရှုတဲ့မိဘပြည်သူများကိုတောင်းမှန်တာငါလိုးမှသာလေးပြည်သူတွေကိုဂျင်းထဲဖို့တတ်တတ်ပဲတည်တယ် အဲကျင်းနေတယ်ဆိုရင်ကျွန်တော်တို့ပြည်သူများကလည်းကျင်းကြိုက်တဲ့ပြည်သူတွေမဟုတ်တော့ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့သိပါရဲ့ဗျာโอเคဒီတစ်ခါတော့ကျွန်တော်နောက်ဆုံးအနေနဲ့အဲကျွန်တော်ကျွန်တော်ဘော်ဒါကြီးပေါ့နော်ဘာမကိုတင်လင်းအောင်ကနေပြီးတော့အဲ့ဟိုဟာလေးဟိုကောင်မသစင်ဦးကိုပြောထားတဲ့ဟာလေးတော်တော်လေးရီရလို့เนาะရီရလို့ဒီကောင်မကအဲကျွန်တော်တို့ဒီထိုင်းရောက်ချွေမြမာများနဲ့ဒီထိုင်းအစိုးရနဲ့ဒီကောင်မရန်တိုက်ပေးတာနိ ပြုံးပြုံးလေးဇက်ကားကိုဥတီပြီးတော့ရန်တိုက်ပေးတော့အကူတင်မင်းအောင်ပြောတဲ့ဟာလေးကြီးအဲကျွန်တော်အရန်ကြိုက်တဲ့အတွက်ဒီညမှာဒါလေးနဲ့တိတ်မယ်ဗျာโอเคအားထောင်ကြည့်အောင်ပြုံးပြုံးလေးရုပ်ရှင်နဲ့ပတ်သက်ပြီးတော့မှဝေဖန်တာပေါ့နော်ပြုံးပြုံးလေးရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဝေဖန်ပင်အောင်အောင်နဲ့ပြုံးပြုံးလေးကိုတည်ပြီးတော့မှဘယ်လိုလုပ်သွားလဲဆိုတော့အဲ့ဟာဒါကြောက်စရာအပေါ့ကျင်မှာဘာပြောလဲဆိုတော့ဇင်းဦးဆိုတဲ့ကောင်မကအဲနော်ဖေလိုမဖေလိုမအဲအစိုးရနဲ့ ကျွန်တော်တို့ online ဘက်တော်သားတွေကိုဟွန်းပထမတစ်ချက်ကရန်တိုက်လေးရတယ်ဟုတ်တယ်အော်ရနေပြီလေဘာလို့လက်ခံထားမယ်ဆိုရင်လုံးဖြစ်တယ်ညာလို့ဖြစ်တယ်ပေါ့နော်ပြီးတော့ထိုင်းစိုးရောက်တော်လိုင်းမဲ့လူတွေကမြန်မာပြည်ထဲမှာလာနေခဲ့ရင်အတုံးနဲ့တိုင်းကြီးပဲဆောက်နေဘတ်တန်းရှိပြီးတော့ပဲဘလို့ဖြစ်ဖြစ်ညာလို့ဖြစ်ဖြစ်အဲကျမတို့လက်ခံထားမယ်ဆိုရင်လက်ခံမလားဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ခံရင် ဟိုဟိုအခက်လို့ပြောရတော့မှာနော်အမှန် तू ပြောချင်တာဖင်ခံလို့ပြောချင်တာ तू ကပါကျွန်တော်လို့မရိုင်းတတ်ဘူးနော်တစ်သိင်းကို तू ပြောချင်တာနင်လက်မခံဖင်ခံလို့ तू ပြောချင်တာ तू ကကျွန်တော်လို့မရိုင်းတတ်ဘူးကျွန်တော်လို့မစဲတတ်ဘူးအဲကြောင့်ဒီသေးနေတာရုပ်ဆိုးနေတာကိုတင်းလင်းအောင်လို့တကယ်ရုပ်ဆိုးနေတာနော်ကျွန်တော်လို့စဲချောကြီးမဖြစ်ဘူးကျွန်တော်ကစဲလေချောလေစဲလေချောလေဖြစ်နေဟုတ်ကဲ့ဆက်နာတော့ तू ပြောတာကြီးတကယ်ကောင်းလို့ပါကျွန်တော်သဘောကျလို့အဲဒီကောင်မကိုပြောချင်တာတော့အဲ့ဒီ ထိုင်းဆိုးရွားကိုတော်လှန်မဲ့လူဆိုတာရှိလားအင်းနိုင်ငံတကာမှာဒီလိုတော်လှန်ရေးမျိုးရှိလားနိုင်ငံတကာမှာဒီလိုမျိုးညစ်ပတ်ပြီးတော့စုပ်ပြတ်တက်နေတဲ့စစ်တပ်မျိုးရှိလားအင်းအမှန်တော့ဒီ main online ရဲ့အချမ်းပတ်စစ်တပ်ကိုသူကပြောကြတယ်နော်အင်းနိုင်ငံတကာဒီလိုမျိုးစစ်တပ်ရှိလားစောက်တုံးပြတဲ့စစ်တပ်ရှိလားစုပ်ပြတ်တက်နေတဲ့မအီလူစစ်တပ်မျိုးရှိလားဆိုတော့သူဒါမေးခွန်းထုတ်တာနော်တစဉ်ကိုပြန်ပြီးတော့အင်းပြည်သူလူထုကိုအနိုင်ကျင့်ပြည်သူလူထုကိုပြောင်းလဲတယ် နော်ပြည်သူလူထုကကြတော့ဘာပြောလဲလမ်းပေါ်မှာအော်ခဲ့တည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့တနက်ကြီးကိုင်းလာပြီးတော့လက်ပလာနဲ့ပြည်သူလူထုကတည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုတော့ဘသူကထွက်ရဲမှာတော့อืมပြီးတော့ပြည်သူလက်ထဲကိုလက်နဲ့ရောက်သွားပြီးပြည်သူတွေတော်တဲ့ရောက်တယ်ပြည်သူလက်ထဲကိုလက်နဲ့ရောက်သွားပြီးတော့မှမင်းတို့ရှိရစခန်းကုန်းတွေကိုတက်လိုက်တဲ့ခါကျတော့လက်ကလေးခေါင်းပေါ်တင်ပြီးတော့မှကျွန်တော်ကစိတ်မပါလို့ပါအစားတွေကပြေးရင်နေတာပါအဲကျွန်တော်ကဘယ်လိုဖြစ်ပါလဲကျွန်တော်မိသားစုဘယ်လိုမျိုးရှိပါလေလို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်မတက်ပါနဲ့လို့ဆိုတော့ ဆော့ပေါ့တွေကအဲ့ဒီခါကျမှပဇက်ပေါက်ကနေပြီးတော့ပဇောက်ဘက်ကနေထွက်ရဲတယ်ဆိုတော့ဟာမျိုးတွေကဒါကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ဒဇင်းဦးဆွေကောင်မနေစစ်တက်ကိုလည်းနေလော်ဘီလုံးနဲ့စစ်တက်ရဲ့အခြေအနေလည်းနေမှနေပြန်ပြီးတော့ကြည့်အောင်ဒီလိုစစ်တက်မျိုးတော်လန်ခံရတာကနေတော့နေသေးတယ်ဒီတက်မကတော့တော်လန်ခံရအောင်မယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ပြီးတော့နောက်တစ်ခုဟုတ်ပြီနော်အေးဒီလိုစစ်တက်မျိုးဒီလိုတော်လန်ခံတော့နေတော့နေသေးတယ်ဆိုတာဟုတ်တယ်နော်အမှန်လို့ဒီလိုစစ်တက်လို့ရဘရောပါရဲ့ ကျွန်တော်ပြည်သူတွေအကုန်လုံးကဒီလီးနဲ့တို့ချင်ရှင်းလာမသိနော်ဒီလောက်ဒီတိုင်းပြည်အေးချမ်းချမ်းလေးနဲ့သူ့ဟာသူသွားနေတဲ့ဟာကိုဟိုမအေလိုကြီးကထပြီးအာဒါယူလိုက်တော့သွားအကုန်လုံးသွားအကုန်လုံးသွားအကုန်လုံးသွားကျွန်တော်ဒီနိုင်ငံထပ်ပြီးတော့ဒီကဘာလဲမှာဥပောက်ကတော်တော်လေးလောက်အောင်โอเคသူဘာတွေဆက်ပြောပြလဲနားထောင်မယ်နည်းနည်းပဲကျင်တော့တယ်ခုကတော့ဟွန်းထိုင်း လဲမှာကျွန်တော်နေတဲ့ online အင်အားစုတွေပြုံပြုံလေးကိုတည်တာနော်တည်တာကတော့ဟုတ်တယ်ဟုတ်တယ်အဲဒီမှာနေတဲ့ကျွန်တော် online အင်အားစုတွေအေးဆေးစွာနေထိုင်ခြင်းကိုထိုင်းဆိုးရကလက်မခံပါနဲ့သူကထိုင်းလူကြီးတယ်တော့သူကတွေ့ကျင်သေးတယ်မဲသူကသူဆင်းလက်တွေ့ကျင်သေးတယ်သူကတွေ့ပြီးတော့မှအဲ့တော့ကြားရရင်ပြောပြချင်းသေးတယ်ဘာဘာလုပ်ချင်းသေးညာလုပ်ချင်းသေးတယ်ဆိုတဲ့ဟာပေါ့နော်ဒီလူတွေလက်မခံပါနဲ့လို့ပြောတယ်နောက်ဆုံးကျတော့သူကဘာပြောဘာပြောလဲဆိုတော့ဒါအိုင်းအစိုးရကပေါ့နော်ဒီလူမျိုးတွေဟိုဖြစ်ပြီးတော့မှမြန်မာပြည်ဘက်ကို အဲလက်မကြီးပဲနေပေါ့နော်နိုင်ဆိုးရကတာကျွန်တော်တို့ဟိုမြန်မာနိုင်ငံကိုပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကိုအဲတော်လန်နေတဲ့ဒူတီကိုလက်ခံထားတဲ့ဟာကနိုင်ဆိုးရရဲ့အချင်းမကောင်းခြင်းတို့ဘာဖြစ်လဲတို့များဖြစ်လဲတို့အဲ့ဒါဒီစကားကိုလည်းသူကဘာဘာလို့လဲဆိုတော့ဒီဟာကိုလည်းကျွန်မပြောတဲ့စကားကိုတို့နားလည်ရင်မှနားလည်မှာပါပေါ့နော် ထိုင်း ဟိုထိုင်းလိုဘာသာပြန်ပြီးတော့မှဟိုထိုင်းအတာဝန်ရှိတဲ့လူတွေကိုပြောပြလိုက်ပါတော့ဘာသူကစကမြန်းအောင်ငားလိုက်ပြီးတော့စကမြန်းငားပြီးတော့ပြောပြခိုင်းနေတာကနောက်ဆုံးတော့အနည်းချုပ်ရှင်တာဗျာဒီကောင်မပြောရတာတဲရပြုံပြုံလေးတို့တဲတယ်อืมထိုင်းဆိုးကလည်းကျွန်တော်တို့ရန်တိုက်ပြီးတယ်ပြီးရင်ထိုင်းဆိုးကမကောင်းကြောင်းပြောသွားတာဖြစ်တယ်ထိုင်းဆိုးကလူကြီးမင်းများအနေနဲ့လဲမြန်မာပြည်မှာဒီလိုမျိုးငါတို့ပြောနေတဲ့လူရှိပြီးဆိုပြီးတော့မင်းအွန်လိုင်းကိုလှမ်းခေါင်းခေါက်ပြီးတော့မှအဲကောင်မပါဇက်ပေါက်ပိတ်ခိုင်းမလားเนาะမင်းတို့လည်းငါနဲ့ ပြတ်တရာတက်မလားဆိုတဲ့ဟာမျိုးလေးနဲ့ထိုင်းဆိုးကဘက်ကနည်းနည်းလေးမြန်မာပြည်ကိုပြန်ပြီးတော့မှနည်းနည်းဖိအားပေးစေချင်တယ်ဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်။ Okay. တော့ဒါကတော့အာဒီတစင်ကအဲဒါတကယ်ကိုလည်းဒီကျွန်တော်တို့ဒီတော်လိုင်းဘက်တော်သားများနဲ့ကျွန်တော်ထိုင်းဆိုးရကိုဒါရန်တိုက်ပြီးသွားတယ်။နောက်ပြီးတော့ဒီကောင်မပြောတဲ့စကားမှာဆနာကုတင်လင်းအောင်ပြောတာပါပြီသား။နော်ကျွန်တော်ထိုင်းဆိုးရကိုတော်လိုင်းမဲ့လို့ကျွန်တော်ကျွန်တော်တို့မြန်မာနိုင်ငံမှာခေါ်ထားမယ်ဆိုတာလေဒါဒီ ဒါထိုင်းဆိုရောက်ဆိုကားတာဖြစ်တည်ပေါ့ဗျာเนาะကျွန်တော်တို့ကဘာဖြစ်ဘယ်နိုင်ငံမှာရောက်ရောက်သူတို့ရဲ့ဥပဒေတိုင်းကျွန်တော်တို့နေကြတယ်နေထိုင်ကြတယ်အဲသူများနိုင်ငံကိုသွားပြီးတော့ဒီလူဆော်ကားတာကတော့ဆော်ကားမော်ကားပြောတာတော့အဲဒီဘယ်လိုပြောအပေါက်ကျဲတဲ့ကြောက်စဲကเนาะအသွင်ထူးတဲ့လင်ယူဒီဘလူးဒီကောင်မနာမည်မေ့သွားပြန်ပြီ။တော့တစင်ဦးဒီဖေလူးမနာမည်လည်းပြေးတယ်။ကျွန်တော်မနေ့ကဒီကောင်မဟုတ်ပဲနည်းနည်းဆဲတာလား။အဲ channel ကို ကြိုက်တယ်ဆိုရင် like ရယ် schedule လေးပြခဲ့ကြပါ